ခဝဲသီးတွေပေါ်တဲ့ရာသီမှာခဝဲသီးအကြောင်းလေးပြောကြရအောင်နော်။ခဝဲသီးကဗိုက်တာမင် A, ဗိုက်တာမင် C, တန်တန်းနဲ့အန်တီအောက်ဆီဒန့်တွေပေါ်များကြောဝါစွာပါဝင်ပြီးတော့ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ယခုဗီဒီယိုမှာကတော့ခဝဲသီးကနေရရှိနိုင်တဲ့အမခန်းနဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုမျှဝေပေးသွားပါမယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ TET Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ခဝဲသီးကပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့နံပါတ်1မျိုးလုံးအားကောင်းစေပါတယ်။ ခဝဲသီးမှာအမြင်အာရုံအတွက်အထူးကလိုအပ်တဲ့ဗီတာမင် A ပေါများကြောပါစွာပါဝင်ပြီးတော့မျိုးလုံးကျန်းမာရေးကိုထိန်းသိမ်းပေးပါတယ်။နံပါတ်2ကတော့သွေးအားနည်ခြင်းကိုကာကွယ်ပေးပါတယ်။ခဝဲသီးမှာခန္ဓာကိုယ်အနှံ့ကိုအောက်ဆီဂျင်သယ်ယူပို့ဆောင်ပေးတဲ့ သွေးအားကောင်းမှုအတွက်အဓိကလိုအပ်တဲ့ဟီမိုဂလိုဘင်လို့ခေါ်တဲ့ရောင်ခြေဖွဲ့စည်းမှုမှာအလွန်အရေးပါတဲ့တန်တန်းနဲ့ဗိုက်တာမင် B6 တွေပေါ်များကြိုးဝါစွာပါဝင်တဲ့အတွက်သွေးအားနည်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။နံပါတ်3အသည်းကိုတန့်စင်ပေးတဲ့အာနိသင်ရှိပါတယ်။ခဝဲသီးမှာအသည်းကြီးကနေအသည်းကြီးထုတ်တာကိုပိုကောင်းစေတဲ့အာနိသင်ရှိပြီးတော့အသည်းအစိတ်တောက်တွေကိုဖျက်ရှားပေးနိုင်တဲ့အသည်းကိုတန့်စင်ပေးနိုင်တဲ့အာနိသင်တွေရှိပါတယ်။ နံပါတ်၄ကတော့သွေးရင်းတကြားဓာတ်ကိုထိန်းကြည့်ပေးပါတယ်။ခိုးဝဲတိမှာအမြင့်တက်တွေများစွာပါဝင် ပြီးတော့ glycemic index လို့ခေါ်တဲ့တကြားဓာတ်အညွန်ကိန်းရလည်းနှိမ့်နေတဲ့အတွက်သွေးရင်းတကြားဓာတ်ကိုထိန်းကြည့်ပေးရမှာအလွန်အရေးပါပါတယ်။ဒါကြောင့်စီချိုသမားတွေအတွက်လည်းစားသုံးဖို့သင့်တော်တဲ့အသည့်တစ်မျိုးဖြစ်ပါတယ်။နံပါတ်5အစာချေစနစ်ကိုကျန်းမာစေပါတယ်အမြင့်တက်တွေပုံမြကြွားစွာပါဝင်လာကြောင်းဝမ်းမြင့်စေပြီးဝင်းချုပ်တာကိုတတ်တာစေကဥလန်းချောင်းကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ် နံပါတ်6ကတော့အရေပြားကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ခွေးတိမှာဗီတာမင် C နဲ့ဗီတာမင် E ပေါင်းများကြော်ဝါစွာပါဝင်ပြီးတော့အသားအရေကိုနှုတ်ပြိုစေတာအရေပြားကျန်းမာရေးကိုလည်းထိန်းသိမ်းပေးပါတယ်။နံပါတ်9ကတော့နှလုံးကျန်းမာရေးကိုထိန်းသိမ်းပေးပါတယ်။ခွေးတိမှာပါတဲ့အမြင့်တက်တွေကသွေးရင်းအဆီဖြစ်တဲ့ကိုလက်စတရောကိုလျှော့ချပေးနိုင်ပြီးတော့နှလုံးကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ခန္ဓာကိုယ်အပူချိန်ကိုလျှော့ချပြီးတော့အေးမြစေတဲ့ဂုဏ်သတ္တိရှိပါတယ်။ ခဝဲတိမှာတဘာဝအကလိုင်းကုန်တက်တိရှိပြီးတော့ခန္ဓာကိုယ်ရဲ့ pH level ကိုထိမ့်သိမ့်ပေးပြီးတော့ခန္ဓာကိုယ်အပူကိုလျှော့ချစေခြင်းဖြင့်ခန္ဓာကိုယ်ကိုအေးမြစေတဲ့ကုန်တက်တိရှိပါတယ်နံပါတ်9ကတော့ခန္ဓာကိုယ်ကိုရေဓာတ်ဖြစ်ပေးတာပါရေဓာတ်ပါဝင်မှုမြင့်မားပြီးတော့ရေဓာတ်ခန်းချမှုကိုတိုက်ဖြတ်ပေးနိုင်ပြီးတော့အီလက်ထရိုလိုက်မြှတာမှုကိုလည်းထိန်းသိမ်းပေးပါတယ် နောက်ဆုံးတစ်ချက်ကတော့ကိုယ်လေးချိန်လျှော့ချဖို့အတွက်အထောက်အကူဖြစ်ပါတယ်။ခဝဲသီးဟာကယ်လိုရီနည်းပြီးတော့အမြင့်တက်တွေပေါများကျော်သွားစွာပါဝင်တဲ့အတွက်အလွယ်တကူဗိုက်ပြည့်စေတယ်။ခန္ဓာကိုယ်အလေးချိန်ကိုထိန်းရမှာလည်းအထောက်အကူဖြစ်ပါတယ်။ အချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဖိုဝဲသီးဟာဗီတာမင် A ဗီတာမင် C သံတန်အမြင့်တက်တွေနဲ့တခြားအဟာရဓာတ်တွေပုံများကျော်ဝစွာပါဝင်ပြီးတော့လူတိုင်းယုံကြည်စိတ်ချစွာစားသုံးလို့ရတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ဒါ့အပြင်ခေါက်ရောဂါရှိတဲ့သူတွေအတွက်လည်းအကျိုးရှိစွာစားသုံးလို့ရတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါရစေ။ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုထပ်မံသိရဖို့အတွက်လည်းဒီ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်ရှင်။အားလုံးပဲကျန်းမာချမ်းသာအသက်ရှင်ကြပါစေရှင်။